โอเคကဲကျွန်တော်ဒီကတော့ကဲမကြခင်ရောက်ရှိလာမဲ့ Nessi Event ကနေပြီးတော့ကျွန်တော် promo time နဲ့အဲကျွန်တော် double level skin တကောင်အပြင် lucky box skin တကောင်ကိုပါကျွန်တော်ဘလူးနီးလန်းနှမျိုးနဲ့ကျွန်တော်ကုန်းစင်းလို့ရမယ်ဆိုတော့ဒီချက်ပြပြပေးတော့မှာဖြစ်ပါတယ်ကဲဒီမှာကျွန်တော် double level skin အနေနဲ့တားမှုရဲ့ skin ပါမယ်ပင်လီလိုက် legend skin ပါမယ်ပေါ့နော်ဒါကကျွန်တော် legend skin ကုန်းစင်းနဲ့ဇာယူတော့မဟုတ်ဘူးဆွမ်းတော်ပြောလို့ပဲကျွန်တော်တားမှုရဲ့ double level skin အပြင်ကျွန်တော် lucky box skin တကောင်ကိုပါကျွန်တော် ဂုံးစင်းလို့ရမယ်ဇာတ်နှစ်ခုကိုကျွန်တော်ပြောပြပြမှာဖြစ်ပါတယ်အဲ့တော့အဲဘလာသားလို့နေနဲ့ဒီ event မှာ best skin ယူမယ်ဆိုအောင်ဆုံးဖြတ်ဖို့လိုတယ်ပေါ့နော်အဲတာမှုရဲ့ skin ကိုယူမလားဒါမှမဟုတ် lucky box skin တစ်ကောင်ကိုယူမလားအဲ့တော့ဘလာသားလို့နေနဲ့ခုပါကိုဆုံးဖြတ်လို့ရတယ်ကျွန်တော်ကတော့ဇာတ်နှစ်ခုနဲ့ပြပြပြမှာဖြစ်ပါတယ်ကဲကျွန်တော် event ကလောလောဆယ်အားထုံးစံတိုင်းပဲကျွန်တော်တို့အဲ band server မှာလာနေပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့လောလောဆယ်ရဲ့အဲ price pool လေးတစ်ချက်ကြည့်မယ်ပေါ့နော်အဲလောလောဆယ်ရောကျွန်တော် FR ရဲ့ legend နဲ့အစားထိုးထားတယ် เนาะဒီမှာကျွန်တော်တို့သားမှုရဲ့ development လာမယ်ပေါ့เนาะကဲတခြား skin လေးပါမယ်အဲ့တော့ brother တို့နေသားမှု skin မလိုချင်းဆိုတော့အောက်မှာပါတဲ့11တို့ cushion တို့ eight box တို့ဟာလာဘူးစားလို့လည်းယူလို့ရတယ်ပေါ့เนาะဒါပေမဲ့ဒီ price pool တွေကတော့ရဲ့ view ကတွေကကျွန်တော်တို့ original server ရောက်ရင်လည်းကျွန်တော်ပြောင်းရင်လည်းပြောင်းသွားမယ်ပြောလို့တော့မများဘူးပေါ့เนาะဒါပေမဲ့မပြောင်းဖို့ကများပါတယ်ကဲ lucky box တွေအနေနဲ့ထုံးစံနေမှာချောင်းရဲ့ကျွန်တော်တို့ combine ပါမယ်ဆက်ပေါ့เนาะ moscow cloud ပြန်ကျွန်တော်ဒီမှာကာချပါမယ်ပေါ့နော် ကျွန်တော်ဒီစကင်နေရတဲ့အကောင်လဲကျွန်တော်တို့ကဂုံစင်းလို့ရမယ်အဲ့တော့ဘရာသာတို့နေနေက devil level စကင်အကောင်ယူမလားကျွန်တော်ပြောလို့ lucky box စကင်အကောင်ယူမလားကိုပါကိုဆုံးဖြတ်ပြီးတော့ရွေးချယ်ပြီးတော့ဒီစရာလေးတိုင်းဂုံစင်းလို့ရပါတယ်ကျွန်တော် draw အနေနဲ့ကတော့ကျွန်တော်ဒီမှာကအဲ1 draw တော့ကျွန်တော် diamond 100နဲ့လှည့်ရမယ် diamond ကျွန်တော်တို့အဲ daily discount လဲဆို diamond 50နဲ့လှည့်သွားပါတော့နော် တန်းတော့တော့ကျွန်တော်တို့ပထမဆုံးအချိန်ကတော့ကျွန်တော်ဒိုင်မွန်1500နဲ့လဲလို့ရမယ်နောက်အချိန်ကတော့ကျွန်တော်ဒိုင်မွန်တစ်ထောင်နဲ့လှည့်သွားမှာဖြစ်ပါတယ်ကဲဒီမှာတန်းတော့မှာကျွန်တော် special 3.20 special ရဲ့ account နဲ့ app တို့ lucky box တို့နော်ဒါမှမဟုတ်ဒီအဲဒီမှာပါတဲ့ skin တွေပေါ့နော် quality လည်းပေါက်သွားနိုင်တယ်အဲ့တော့ကျွန်တော်တန်းတော့မှာတော့ရင်ကုန်ဖို့တော့ကောင်းတယ်ပေါ့နော်ဒါဒီ event ကြီးရဲ့အဲထုံးစံတိုင်းလာနေကြပုံစံတိုင်းပဲလာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာက ဆောင်းလာပြောတော့ကျွန်တော် promo diamond မှာထည့်ပြီးတော့တွက်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်တို့ဈေးရိတ်နည်းနည်းနဲ့စကင်တကောင်ကိုကုန်စင်လို့ကြာမှာဖြစ်ပါတယ်ကဒီဇာမှာတော့ကျွန်တော် diamond 3ပြပေးပထားဦးကျွန်တော်အဲ weekly bank နဲ့ပဲကျွန်တော်ဘယ်လိုကုန်စင်ရမလဲကျွန်တော်တစ်ချက်ပြောပြပေးမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုကျွန်တော်တို့ဇာလေးကိုတစ်ချက်တူတူတွက်ကြည့်လိုက်အောင်နော်ကလီလိုက်လက်ကျန်စကင်ကုန်စင်းခြင်းနဲ့ဆိုရင်ကျွန်တော်နောက်ထပ်ဇာတ်ကူလုပ်ပေးမယ်လောလောဆယ်ဆွမ်းလာပြောသလိုပဲ Devil Level စကင်တစ်ကောင်ဒါမှမဟုတ်ရင်ကျွန်တော်တို့ Lucky Box တစ်ကောင်ပေါ့နော် โอเคอาจารย์ဇာတ်လေးကိုတစ်ချက်တူတူတွက်ကြည့်လိုက်အောင်ဗျာကဲကိုကျွန်တော်ဒီဇာတ်လေးကိုတော့ကျွန်တော် TikTok မှာတင်မိထားမှာเนาะကျွန်တော် DBW decoration မှာအဲ့ TikTok ကျွန်တော်တို့ဒီပို့ရဲ့ကျွန်တော် link ကိုကျွန်တော် decoration မှာချပေးထားမှာ comment ပင်လေးမှာချပေးထားမှာပေါ့เนาะဒီနေ့မှာတခုပြောစရာကြီးอ่ะဘာသာလုံးเนี่ยအဲ့မှာကကျွန်တော်ပထမဆုံးပုံသုံးပုံတင်ပေးမှာပေါ့เนาะပထမဆုံးပုံမှာက ဟောဒီဗီဒီယိုရဲ့တမ်နေကိုတင်ထားမယ်အဲ့ဒီနောက်မှာကျွန်တော်ဇာတ်နှစ်ခုတင်ပေးထားတယ်တချို့ဘရာသားတွေကကျွန်တော်တို့တမ်နေပဲတွေ့ရဲနောက်ကဇာတ်မတူလို့ပြောလို့ရှိတယ်ဗောနော် Okay အဲ့ဒါကြီးအဲ့ဘရာသားတွေတို့ကျွန်တော်တစ်ချက်ပြောပြပြမှာကတော့ကျွန်တော်လက်မလေးနဲ့ဖြီးပြီးဘယ်ဘက်ကိုတွန်းလိုက်ပါအဲ့ဒီမှာကျွန်တော်တို့ဇာတ်လေးနှစ်ခုတွေ့ပါလိမ့်မယ်နော်အဲ့လောက်ကြီးလိုက်ပြောနေတာတိတ်တော့မဟုတ်လို့ဘရာသားတို့နော်အဲ့တော့တိတ်တော့တုံးတယ်လို့လည်းသိပါတယ်ကျွန်တော်ဒီပုံလေးတွေပါရင်ကျွန်တော်တို့ဘယ်ဘက်ကိုဖြီးဖြီးတွန်းပြီးကြည့်ရမှာအားလုံးသိပြီးဖြစ်ပါလိမ့်မယ်အဲ့တချို့ဘရာသားတွေကမသိဘူးဗျာနော်ကဲအဲ့လိုလူတွေဇာတ်လေးတွေကျွန်တော်အဲ့မှာ နောက်မှာနှစ်ခုပါပါတယ်တံမတဲ့ရင်တွေ့ရင်မဲ့ပြင်ကျွန်တော်ဘယ်ဘက်ကိုရွှေ့လိုက်ပါအဲ့မှာကျွန်တော်နောက်တဲ့ဇာတ်နှုတ်တွေ့ပါတယ်เนาะအဲ့တော့ကျွန်တော်ဇာတ်လိုချင်တဲ့လူတွေကတက်တော်မှာသွားပြီးတော့ဆေးလို့ရပါတယ်ဒါမှမဟုတ်ဒီဘူးတို့မှာလည်း screen shot ကြိုက်ပြီးတော့လည်းယူလို့ရတယ်ပေါ့เนาะကဲပြီအဲ့တော့ကျွန်တော်ဒီမှာကပထမဆုံးပြောမယ့်ဇာတ်ကတော့ level 11 skin တကောင်ကိုယူလို့ရမယ့်ဇာတ်ဖြစ်ပါတယ်ကျွန်တော် draw အနေနဲ့ကတော့ကျွန်တော် draw 55လေးသွားလို့ရတယ် promo diamond တွေပါထည့်ပြီးတော့တုံးပြပေးထားတာဖြစ်ပါတယ်သုံးရမယ့်ကျွန်တော်တို့ဟာတော့ weekly bag ပဲထည့်ပြီးသုံးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ e-ban မှာ consistent နေဆိုရင်တော့ ဝီကလီဘတ်ပြည်နေလူတွေကျွန်တော်ထပ်မထဲပါနေအောင်ဒီအီးမန်လာတွေစောင့်ပြီးတော့ကျွန်တော်တို့ဝီကလီဘတ်တွေထည့်ပြီးတော့ကုန်းဆင်လို့ရပါတယ်။အဲကြောင့် developer second တကောင်ကဆွမ်းတော့ပြောလို့တားမှုယူမလား11တို့8ပေါက်တို့ကျွန်တော်ဟာဘူးစာတို့အဲကျွန်တော်ယူမလားအကောင့်ချိန်တာယူလို့ရတာပါနော်။အဲအဲ့တော့ကျွန်တော် brother ကိုကျွန်တော်ဒီမှာအဲလဲရမယ့် exchange coin ပမာဏကတော့ကျွန်တော်တို့800ပါနော်800ကတော့ကျွန်တော်တို့အဲ developer second တကောင်ကို800နဲ့လဲရမယ် lucky box တကောင်ကိုကျွန်တော်600နဲ့လဲရမယ်အဲ့တော့ဒီ55ထောင်းအတိကြပါဦး ကျွန်တော်တို့ coin 100လောက်လေးရနိုင်တဲ့ပမာဏဖြစ်ပါတယ်အတော့အဲ brother အနေနဲ့တခုရှိတာကတော့နော် brother ဒီဟာကဟို skin များတဲ့လူတွေကတော့ coin 100ပူဝင်ပိုးသွားနိုင်တယ်ပေါ့နော်ဒါပေမဲ့တော့ဒါကျွန်တော်အတက်နိုင်ဆုံးတွက်ပြပေးထားတာပေါ့အဲ့တော့ skin မရှိတဲ့လူတွေတို့လည်းဒီဇာတ်လေးကအဆင်ပြေတယ်အနည်းဆုံး coin 100လောက်ကတော့တရားပေါက်ရတယ်ပေါ့နော် coin 100ရရင်တော့ကျွန်တော်တို့ double 11 skin တကောင်တရားပေါက်ကုန်စင်လို့ရပါပြီဒီဇာတ်ပြီးရင်နောက်မှာကျွန်တော် lucky box တကောင်ကိုကုန်စင်လို့ရတဲ့ဇာတ်လေးထပ်ပြီးပြောပြပေးမယ်ပေါ့နော် ဟုတ်ရသလားကျွန်တော်တို့ဆန္ဒပြောလို့ပဲကျွန်တော်တို့အဲ development skin တကောင်ကိုဒီဇာတ်နဲ့ကုန်စင်လို့ရတယ်။ကြည့်ကျွန်တော်ပထမအောင်ဆုံးဘာလုပ်မလဲ။ကျွန်တော်ဒီမှာခုနှစ်ရက်နေပါနော်။နောက်လခွင်းနေမှာကျွန်တော်ကဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ရဲ့ account ထဲမှာအနည်းဆုံးဒိုင်းပေါင်း90ရှိထားဖို့လိုတယ်။နောက်ခုနှစ်ရက်နေမှာလုပ်ရမှာလည်းနည်းနည်းလေးတော့များတယ်ပေါ့နော်။ခုနှစ်ရက်နေကကျွန်တော်တို့ကအဲ free token phase 1ကျွန်တော်လာတဲ့နေ့ပေါ့နော်။အဲ့ဒီအချိန်မှာ event လာဆုံးတော့ နည်းနည်းပြောလိုက်သလားတော့ကျွန်တော် email လာတဲ့နေ့ပြောလိုက်သလားမဟုတ်ဘူးเนาะအကျွန်တော်ခုနှစ်ရက်နေ့ကကျွန်တော် free token base one လာတဲ့နေ့ဖြစ်ပါတယ်အကျွန်တော်အဲ့ဒီနေ့မှာဘာလုပ်ရမလဲဆိုရင် event လာတဲ့နေ့မှာလုပ်ရမလို့ဘောเนาะအဲ free token base one လာတဲ့နေ့မှာလုပ်ရမှာဖြစ်ပါတယ်အဲ့တော့ november လခုနှစ်နေ့မှာစပြီးလာမယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ account လမ်းမှာ diamond အနည်းဆုံး90ရှိထားဖို့လုပ်မယ်ဘာလို့လဲဆိုတော့ကျွန်တော် draw လဲဖို့အတွက်ဒီ diamond တွေထိမ့်ပြီးလဲသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့လက်ကြံတိုင်းမို့90လောက်အနည်းဆုံးရှိထားဖို့လိုတယ်ပေါ့အများလို့လဲရတယ်အဲ့ဒါနည်းလို့တော့မရဘူးပေါ့ ဲ့ခုနှစ်နေ့မှာကျွန်တော်တို့က weekly ပတ်9ခုထည့်မယ်ပေါ့နော်9ခုထည့်မယ်ကျွန်တော် weekly ပတ်9ခုထည့်လို့ကျွန်တော်တို့ရဲ့လက်ကျန်တိုင်းပုံ90နဲ့ပေါင်းရင်ကျွန်တော်490ရမှာဖြစ်ပါတယ်ဒါကျွန်တော်လက်ကျန်တိုင်းပုံနော်အဲကျွန်တော်တို့မှာလက်ကျန်တိုင်းပုံရှိတယ်အဲ့မှာကျွန်တော်တို့က promo diamond 300ရမယ်ပေါ့နော်အဲ့ဒီ300ကိုကျွန်တော်မသုံးနိုင်အောင်အဲစုထားမယ်နော်ဥထားမယ်ပြီးကျွန်တော်တို့က token တစ်ခုဝယ်လိုက်မယ် အဲ့ဒါကျွန်တော်တို့အဲမီကာရိုကဝယ်လိုက်မယ်နော်မီကာရိုကလည်းတိုကွန်တစ်ခုဝယ်လိုက်မယ်ကျွန်တော်ဒိုင်းမွန်10လုံးကြာမယ်ကျွန်တော်တို့ရဲ့လက်ဂျန်ဒိုင်းမွန်460ကြာမယ်အဲ့ဒီမှာကျွန်တော်ရတဲ့ဖရီတိုကွန်တစ်ခုနဲ့လှည့်လိုက်လို့ရှိရင်ကျွန်တော်ရဲ့တူတယ်တော့ခုရမယ်နော်တစ်ချိန်ရမယ်အဲ့ဒါကျွန်တော်လုံးဝလာခုနှစ်နေပါရှိတယ်နော်အဲ့မှာကျွန်တော်ဖရီတိုကွန်ဖေးစ1တိုကွန်ဒီမျိုးမယူနေအောင်နော်ယူလို့များသေးဘူးနော်ကျွန်တော်အားဒီမျိုးမယူနေအောင်ပြီးရင်ကျွန်တော်တို့ကလုံးဝလာရှိရနေမှာကြော်မယ်ဘာမှမလုပ်ဘူးလက်ဂျန်ဒိုင်းမွန်480ရှိသွားပြီပဲဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့မှာ အဲပရိုမိုတိုင်းမော1015တော့ကျွန်တော်တို့တင်ထားတာရှိတယ်ဗောနော်အဲဒါကျွန်တော်တို့အခုလာနေတဲ့ပရိုမိုတိုင်းမှာစုထားတဲ့ဟာတွေဗောနော်အားလုံးစုစုပေါင်းဆိုရင်ကျွန်တော်တို့ရဲ့ပရိုမိုတိုင်းမော1015လောက်အထိရှိတယ်ပြင်ကျွန်တော်အဲဒီမှာ480နေပြီးတော့ကျွန်တော်တို့လက်ကျန်တဲ့မော900ဖြစ်သွားမှာဗောနော်ဝီဘီဘတ်ထည့်ထားတဲ့အတွက်ဒီနေ့တိုင်းမော20 20 2တူတူသွားတာဖြစ်ပါတယ်ပြင်ခုရနေ့မှာအဲဒီကကျွန်တော်တို့ဘောင်းအောင်လို့ကြော်လိုက်အောင်မယ်စရဲနေ့မှာကျွန်တော်တို့ကဒိုင်းမွန်900နဲ့တစ်ချိန်ဆွဲလိုက်ရပါဗောနော်အားလုံးဆိုကျွန်တော်တို့က အဲဝီလီဘတ်ထည့်ထားတဲ့ဟာရယ်ကျွန်တော်စုထားတာကျွန်တော်ကျွန်တော်ရဲ့ယူတိုင်းပေါင်း900ဖြစ်သွားပြီအဲ့ဒီအချိန်မှာကျွန်တော်က9ရက်နေမှာ sorry စရဲ့နေမှာတိုင်းမွန်ကလည်းစရင်လှည့်ထားတယ်ပဲနော်အဲ့မှာကျွန်တော်ရဲ့ဒူတယ်တော့ကကျွန်တော်17ချိန်ဖြစ်သွားမယ်အဲ့ဒီမှာကျွန်တော်တို့ကဘလူးမူတိုင်းမွန် sorry ဖီတိုကန်ဘေးစွမ်းကရတဲ့ဖီတိုကန်16ကတ်ကိုကျွန်တော်ကလှည့်လိုက်ပါဘောနော်ဘာလို့16ကတ်ရတယ်ဆိုတော့တိုင်းမွန်900သုံးရမယ်တိုင်းမွန်900ထည့်ရမယ်ပေါ့နော်အဲ့ကျွန်တော်တို့ကအဲ့မယ်တိုင်းမွန်အဲ sorry ဖီတိုကန်ဘေးစွမ်း16ချိန်နဲ့လှည့်လိုက်လို့ကျွန်တော်ရဲ့ တိုတယ်တို့က29ချိန်ကြီးရသွားပြီဖြစ်ပါတယ်။အဲမဲ့ကျွန်တော်17ရက်နေ့12ရက်နေ့ကျွန်တော်23ရက်နေ့တွေကိုကျွန်တော်ကြော်သွားလိုက်မယ်ပေါ့နော်။ကဲ14ရက်နေ့ဆိုရင်ကျွန်တော်တို့က free token phase 2လာပြီ။အဲဒီမှာကျွန်တော် weekly ပတ်3ခုထပ်ထည့်မယ်။ကျွန်တော်ရဲ့ legend diamond 340ဖြစ်သွားမယ်။အဲဒီမှာကျွန်တော်တို့ကကျွန်တော် promo diamond 3တော့ပဲပေါ့နော်။အဲဒီမှာကျွန်တော်15ချိန်လှည့်မှာဖြစ်ပါတယ်။ကျွန်တော် blue diamond 1900ရဲ့ကျွန်တော် euro diamond 300ရဲ့ပေါင်းပြီးလှည့်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ legend diamond 300ကျမ်းမယ်။အဲ sorry ကျွန်တော်တို့လက်ကျန်တဲ့ဘုံ40ကျမ်းပဲယူတိုင်းမှာ300သုံးရတာပေါ့နော်အဲ့မှာကျွန်တော်တို့ဒူတဲ့တော့40ကျင်းနေကြတာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ဗီဒိုကဖေ့စ်2ပါကျွန်တော်ကဒိုင်မွန်900ပဲသုံးတာဖြစ်တဲ့အတွက်အစော်ကြီးဒိုင်မွန်ဝီလီဘတ်3ခုပဲထည့်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတူကန်17ခုပဲရမှာပေါ့ကျွန်တော်အပေါ်ကလော18ခုမရတော့ဘူးအဲ့မှာကျွန်တော်ကအဲ17ခုနဲ့လက်လိုက်မယ်ဆိုရင် ကျွန်တော်ရဲ့တူတယ်တော့55ကျင်းကြီးရရပဲဖြစ်ပါတယ်အဲဒါဆိုတော့ကျွန်တော်တို့ဒီစရာက55ကျင်းဆိုရင်တေချာပေါ့ကျွန်တော်တို့ကွိုင်း800ရရပဲဖြစ်ပါတယ်ဒါကျွန်တော်တို့ ်အဲ double 11 second တကောင်ကိုကျွန်တော်တို့ယူမဲ့လူတွေဖြစ်ပါတယ်ကဲအဲ့ဒါဒါလေးဒီစရာလေးလိုချင်တယ်ဆိုတော့ဆွမ်းနာပြောဆိုတော့ TikTok မှာလာစစ်လို့ရတယ်ဒီမှာလဲ screen shot ရိုက်လို့ရတယ်ကဲဆိုကျွန်တော်တို့ lucky ball တကောင်ယူမဲ့လူတွေအတွက်စရာလေးကိုဆက်ပြီးကြည့်လိုက်အောင်ကြကောင်းပြီညဒီဇာကတော့ကျွန်တော်တို့ဆွမ်းနာပြောတဲ့ lucky ball တကောင်ယူလို့ရတဲ့ဇာဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့က lucky ball တကောင်ကတော့ကျွန်တော်တို့45ဂျင်းလောင်းနဲ့ ေးစားပေါက်ကွိုင်းအချင်းကွိုင်း600လောက်ရတယ်ဗောနော်အခုတော့ဒီဇေယ45ကျင်းဒီဆွဲလို့ရတဲ့ဇေယဖြစ်ပါတယ်ဆွမ်းနာဇေယတော့55ကျင်းဒီဆွဲလို့ရတဲ့ဇေယဖြစ်ပါတယ်အဲဆွမ်းနာကျွန်တော်တို့55ကျင်းကတော့ကျွန်တော်က developer second account ယူလို့ရတဲ့ဇေယကျွန်တော်တွန်းရမဲ့ပမာဏကတော့ weekly batch ခုတီးတွန်းရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ lucky board တကောင်အဲ့လောက်သုံးစရာမလိုဘူးပေါ့နော်အဲ့တော့ lucky board တကောင်ယူမဲ့လူတွေကတော့ဒီဇာတ်လေးတိုင်းသွားလို့ရတယ်။ခေအဲ့တော့ကျွန်တော်တို့မလုပ်မလဲ။နိုဝင်ဘာလ9ရက်နေ့မှာကျွန်တော်တို့စမယ်ပေါ့နော်။အဲ့ဒီနေ့ကစပြီးလုပ်မယ်။သူကတော့ legend တိုင်းမထည့်ထားကြမလိုဘူး။ ကဲ9ရက်နေမှာကျွန်တော်တို့က weekly bet တစ်ခုဝယ်လိုက်မယ်ကျွန်တော် legend တိုင်းမတရားဖြစ်သွားမယ်နော်အဲ့ဒီ9ရက်နေမှာကျွန်တော်တို့ကဆနာကျွန်တော်တို့ free token တကယ်ရမယ်ပေါ့နော်အဲကျွန်တော်တို့ event မှာအဲကျွန်တော် pre order တင်ထားတဲ့အတွက်ကျွန်တော်တခက်ရမယ်ပေါ့နော်အဲ့ဒီတခက်နဲ့ကျွန်တော်လှည့်လိုက်မယ်အချိန်ရမယ်နော်မိကာတို့ကကျွန်တော်တို့အဲ free token sorry token တစ်ခုဝယ်မယ်ပေါ့နော် diamond 10လုံးကြမယ်ကျွန်တော် legend တိုင်းမှာ60ကြမယ်ဟိုတူတယ်တော့2ချိန်ဖြစ်မယ်ကျွန်တော်မိကာတို့ကနောက်ထပ်49 diamond နဲ့ကျွန်တော်တို့ကနောက်ထပ် အဲထီလက်မလေးဒီချိန်ဝဲမယ်အဲ့မှာပြုတ်ကွန်တကထပ်ရမယ်လက်ကျန်တယ်မို့40လုံးမကြမ်းမယ်သူတွေတော့၃ချိန်ဖြစ်မယ်ပေါ့ချော့နေကိုကြော်လိုက်မယ်လက်ကျန်တယ်မို့60လုံးဖြစ်မယ်မြေကျွန်းနိုဝင်ဘာလ9ရက်နေ့ကြောက်ပြီအဲ့မှာကျွန်တော်တို့ကပြုတ်ကွန်ဘေးစွမ်းလာပြီအဲ့မှာကျွန်တော် weekly bag ငါဆွမ်းတော့အလုံး၅ခုမထည့်ဘူး weekly bag 3ခုပဲထည့်မယ်ကျွန်တော်အဲ့မှာ loan မို့200ကိုတင်ထားမယ်ပြီးကျွန်တော်အဲ့ပြီးတော့ကံဘီဟိုကကျွန်တော်တုတ်ကံလေးကိုကျွန်တော်တို့ကမသုံးသေးဘူးအတိုင်းမသိမ့်တာမျိုးပေါ့နော်။ဒီအဲ့မှာကျွန်တော်နိုဝင်ဘာလ10ရက်နေ့ကိုကြော်လိုက်မယ်။9ရက်နေ့မှာကျွန်တော်တို့ကအဲ ပရိုဒိုင်မွန်1135လုံးတွေရှိသွားပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအဲ့မှာ73ကြိမ်လှည့်မယ်ပေါ့ကိုရွေးနေမှာ73ကြိမ်လှည့်မယ်ပရိုဒိုင်မွန်1040ရဲ့ကျွန်တော်တို့ဗီယိုဒိုင်မွန်260ရဲ့ပေါင်းပြီးလှည့်လိုက်မယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ရဲ့လက်ကျန်တယ်မွန်80လုံးကျမ်းမယ်ဒူရဲတော့16ကြိမ်ဖြစ်သွားမယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့က phase 1ရတဲ့ protocol 17ခုကိုကျွန်တော်တို့က17ခုပဲရမှာပေါ့နော်ကျွန်တော်တို့ဒိုင်မွန်ကရမှာဖြစ်တဲ့အတွက်17ခုပဲရမယ်အဲ့ဒီ17ခုနဲ့လှည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒူရဲတော့28ကြိမ်ဖြစ်သွားမယ် ဆယ်ရက်နေ၁၁ရက်နေ၁၂ရက်နေ၁၃ရက်နေကိုကျွန်တော်ကြော်လိုက်မယ်ပေါ့နော်အဲဒီ၁၃ရက်နေကျွန်တော်တို့ကဘာမှလုပ်ဝဲထားလို့ချင်းကျွန်တော်တို့လက်ချတိုင်းမှာ၁၆၀တလုံးတီရောက်သွားပြီပဲဖြစ်ပါတယ်ကဲ၁၄ရက်နေမှာကျွန်တော်တို့က၃ဆန်တိုင်းမှာကျွန်တော်တို့က phase 2လာပြီအဲဒီမှာကျွန်တော်ဝူဒီဘတ်၃ခုထည့်မယ်ကျွန်တော်ရဲ့ legend name လေးရက်နဲ့ဆက်တလုံးဖြစ်သွားမယ်ပေါ့အဲ့မှာကျွန်တော်တို့နေစဉ် daily discount နဲ့50 diamond 50နဲ့လက်တိုင်းမဲ့ legend name 380တလုံးဖြစ်မယ်လူတွေတော့28ချိန်ရလာမှာဖြစ်ပါတယ်အဲ့မှာကျွန်တော်က free token phase 2ကဟာဒီကျွန်တော်တို့ကမလဲသေးဘူးတင်ထားမယ်ပေါ့နော် စံကန်းနေ့16ရက်နေ့မှာကျွန်တော်နေဒီဒီဒီစကောင်လဲတစ်ချိန်တိထက်လဲမယ်ကျွန်တော်16ရက်နေ့ထီဆိုရင်ကျွန်တော်တို့ဝယ်တက်ကြနိုင်မ331လုံးဖြစ်မယ်ပေါ့နော်ဒိုတယ်တော့30ဖြစ်မယ်အဲမှာကျွန်တော်ဒိုင်းမွန်100တစ်ချိန်ထည့်လဲမယ်30တစ်ချိန်ဖြစ်မယ်ဒုတိယအချိန်မှာကျွန်တော်တို့ကဖိတိုကန်ဖိစ2ကိုရတဲ့ကျွန်တော်ဖိတိုကန်72ခုနဲ့လက်လိုက်မယ်ဆိုရင်42ချိန်ဖြစ်မယ်ပေါ့နော် ပြန်ကျွန်တော်တို့နိုဝင်ဘာလ18ရက်17ရက်19ရက်ကိုဒီလီဒီစကောင်းနဲ့လှည့်သွားမှာဆိုရင်ကျွန်တော်တို့ရဲ့ဒူတေတော်က45ကျင်းနေပဲဖြစ်တော့ပဲအဲ့ဒီမှာကျွန်တော်တို့19ရက်နေ့တွေဆိုရင်လက်ကျန်တိုင်းမတရား27လုံးကြံမယ်ဒူတေတော်က45ကျင်းနေရရပဲဖြစ်ပါတယ်ကဲ45ကျင်းသတိရပေါ့ကျွန်တော်တို့ကကွိုင်း600ရရရပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ lucky ဘောက်တစ်ကောင်ကိုဇာဘောက်ယူလို့ရတဲ့ပမာဏဖြစ်ပါတယ်ကဲဒါကကျွန်တော်တို့ lucky ဘောက်တစ်ကောင်ကိုယူလို့ရတဲ့ဇာဖြစ်ပါတယ်ကျွန်အဲ့တော့ကျွန်တော်တို့ တွေ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ lucky ball တကောင်ဆိုရင်ကျွန်တော်တို့ကဘာတွေဘလောက်ထိတုံးအောင်လဲဆိုရင် weekly bet 3ခု6ခု9ခုထိတုံးရတယ်အဲ့တော့ brother တို့အနေနဲ့ကျွန်တော်ကအဲ double level second တကောင်မှယူဖို့ကြံပေးနေတယ်ပေါ့နော်ခိုးကောင်မှာကျွန်တော်တို့က6ခုပဲတုံးရတယ်ဒီမှာ9ခုတုံးရတယ်တိတ်တော့မကွာဘူးပေါ့နော်အဲ့တော့ brother နဲ့ကြိုက်တဲ့စကင်ကိုယူလို့ရတယ်ကျွန်တော်ကလိုချင်တဲ့လူတွေတောင်းတဲ့တယောက်ကျွန်တော်တို့ လူချင်းတိုင်းမတူတာဖြစ်တဲ့အတွက်ကျွန်တော်ဒါလေးကိုဇာတ်နှုတ်ကိုဆွဲပေးရခြင်းဖြစ်ပါတယ်။ဒါဒါကျွန်တော်အဆင်ပြေမဲ့ထင်ပါတယ်ဗျ။ကဲလိုချင်တဲ့လူတွေကတက်တော်မှာသွားပြီးဆေးလို့ရပါတယ်လင့်လေးကတော့ကျွန်တော်ဒီဘီယိုဒီဂရက်ရှင်မှာချပေးတယ်မှာဖြစ်ပါတယ်။โอเคကဲဘီယိုလေးကတက်တော့ပါ